အကုန်လုံးအဲ့မျက်ခုံးတွန်းလာတဲ့ခါလေးပဲမေးနေကြတော့အဓိကလူတစ်ယောက်က ရုံမာပြီဆိုရင်တခါလေကျရင်မျက်နှာမှာတော့မပေါ်ဘဲနဲ့ရုံမာသွားတဲ့လူအများကြီးရှိရလीနော်ဒါပေမဲ့ညီမတို့ကတရုပ်ဆောင်တာဖြစ်တဲ့အတွက် ပေါ်လွင်အောင် လုပ်ပြရတယ်ကိုရုံမာပြီးတော့မုန်းအောင်လူတွေကလေဟဲဒီကောင်မဒီလိုမျိုးလားဆိုပြီးဖြစ်အောင်ညီမတို့ကလုပ်ပြရဖြစ်တဲ့အတွက်နည်းနည်းလေးတော့မြင်ကက်ဆယ်လို့ဖြစ်နေမှာပေါ့ကောင်းမလားဆိုတော့အဲကိုယ့်ရဲ့စိတ်ကခံစားချက်တွေနဲ့ကိုအများကြီးစူးစမ်းထားဖြစ်တဲ့အတွက်ကို ဟိုကောင်းမယ်လို့လည်းမျောလင်းတယ်လို့ပြည်သက်တွေအကုန်လုံးကလည်းဒီဟာကိုကေတီအနေနဲ့အများကြီးလက်ခံမယ်လို့မျောလင်းပါတယ်စိန်ခေါ်ထားတဲ့တရားရခိုင်နှုန်းကိုစိန်ခေါ်ထားတာအမဘာလို့လဲဆိုတော့လူတွေကဇက်ကားတကားလုတ်ရိုက်ပြီးဆိုရင်ဒီဒီတိုင်းပဲသွားတဲ့ဇက်အိမ်မျိုးဆိုတိတ်မကြိုက်ကြအောင်လေနော်လောင်မြိုက်ရမှာလားဘ누구ကပုတ်အောင်မှာလဲဘ누구ကသူ့ကိုရုပ်အောင်မှာလဲဘ누구ကြောင့်ဘာဖြစ်မှာလဲဆိုပြီးတော့တတ်မှတ်ထဲသွားနေတိတ်ကြည့်လို့မကောင်းအောင်ဆိုတော့ကိုကဒီဒီမှာကိုကြောင့်မလို့ ကိုကြောင့်မလို့ဒီဇက်ကပို့ပြီးတော့ကြော့ဝါမယ်ဆိုရင်ပို့ပြီးတော့ပျော်မှာပေါ့နော်အဲ့လိုမျိုးဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်အဲတော်တော်များများအခုတွေ့ပါတယ် KT ဖြစ်အဲဝေတာဆိုရည်ဒီ24 second စာလေးဒီဒီ promo video လေးမှာတော့မှတဘောကြရပြီးတော့အဲကိုချစ်ပေးကြတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်။အဲ့ဒီသူစာရောကကျတော့ဘယ်လိုပြောရမလဲ။အရင်အေးပြီးတော့အရင်ကတဘောထားပြေးသွားတယ်မိမသားကြီးပေါ့နော်။အဲဒါမဲ့လူတိုင်းက ညီမပြောနေကြပါဘူးလူတိုင်းကအရင်သူစားလောက်တော့ဒါမပြေဝနိုင်ဘူးလေနော်ဘယ်သူမှကိုယ့်အလုပ်ကလေးဖျက်ပြီးတော့မလုပ်ပေးနိုင်ဘူးဒါပေမဲ့ဒီအခု KT character မှာကျတော့လုံအောင်ဆန့်ကျင်ဘက်လုံအောင်ဆန့်ကျင်ဘက်အနေနဲ့ဒါပြိတ္တတွေမကြခင်မြင်ရတော့မှာပါအကုန်လုံးအဲ့မျက်ခုံးတွန်းလာတဲ့အခါလေးပဲမေးနေကြတော့အဓိကလူတစ်ယောက်က ရုံမာပြီဆိုရင်တစ်ခါလေကျမျက်နှာမှာတော့မပေါ်ပဲနဲ့ရုံမာသွားတဲ့လူအများကြီးရှိတယ်လေနော်ဒါပေမဲ့ညီမတို့ကတရုပ်ဆောင်တာဖြစ်တဲ့အတွက်ပေါ်လွင်အောင်လုပ်ပြရတယ် ကိုရုတ်มาပြီးတော့မုံအောင်လူတွေကလေဟဲဒီကောင်မဒီလိုမျိုးလားဆိုပြီးဖြစ်အောင်ညီမတို့ကလုတ်ပြရဖြစ်တဲ့အတွက်နည်းနည်းလေးတော့မြင်ကက်စရာလေးတော့ဖြစ်နေမှာပေါ့အမှန်တော့အရန်စိတ်လှုပ်ရှားရလို့ပြောရမယ်ညီမဒီကားရိုက်တဲ့အချိန်တုန်းကအခက်ခဲပေါင်းများစွာစိတ်ညစ်မှုပေါင်းများစွာအဲဟို အရေးပြမှုများစွာညီမတို့ဒါလူတိုင်းမှာ personal ရှိရလေနော်အဲ့တော့ကို personal အစမပြေမှုတွေပေါင်းများစွာတွေကြားရရနေဒီအလုပ်ကိုဒီရိုက်ကူးရေးကိုညီမဖြစ်အောင်ကောင်းအောင်ရိုက်ထားဖြစ်တဲ့အတွက်ပို့ပြီးမျော်လင့်တယ်ကောင်းမမလားဆိုတော့အဲကိုရဲ့စိတ်ကခံစားချက်တွေနဲ့ကိုအများကြီးစူးစမ်းထားဖြစ်တဲ့အတွက်ကိုဟိုကောင်းမယ်လို့လည်းမျော်လင့်တယ်လို့ပရိသတ်တွေအကုန်လုံးကလည်းဒီဟာကိုကေတီအနေနဲ့ကိုအများကြီးလက်ခံမယ်လို့မျော်လင့်ပါတယ်အားရပါတယ် အော်ငါမလုံနိုင်တော့ဘူးလို့ထင်နေတဲ့ဟာတွေကအရင်အဆင်ပြေနေပါလားဆိုပြီးဖြစ်သွားတယ်ပေါ့နော်။ညီမဒီကားရိုက်နေတဲ့အချိန်တော့တွင်းမှာဆိုရင်စိတ်ဆင်မပြေမှုတွေအဲမပျော်ရွှင်မှုတွေကြားထဲကနေအကုန်လုံးမိထားပြီးတော့အဲဝေတာဆိုမေဘီကေတီဆိုတဲ့ character နဲ့ကိုစီမျောပြီးညီမတို့လှပေါင်းများစွာညီမတို့ဒီပင်တရမှာလည်းတော်ရိုက်ခဲ့ရတယ်ရန်ကုန်မှာလည်းရိုက်ကြတဲ့အချိန်မှာဟိုအကုန်လုံးတိပါရင်ညီမတို့ဒါနောက် behind the scenes လေးတင်ပေးမှာပါ။ ခက်ခက်ခက်ခဲဒီကားကိုရိုက်ထားဖြစ်တဲ့အတွက်ညီမနေမဟုတ်ဘူးဒီ Munich တို့ Tarawe teams တစ်ခုလုံးကလည်းအကုန်လုံးကအများကြီးပောက်ချင်တယ်အများကြီးအောင်မြင်မယ်လို့မျှော်လင့်ထားတဲ့ကားတကားဖြစ်တဲ့အတွက်ပြည်သက်တွေလည်းကြိုက်မှာပါအဲအဓိကစိတ်ခံစားချက်ဆိုတာထဲညီမရုပ်ရှင်ဇက်ကားတကားရိုက်လိုက်ပြီးဆိုတာ ਨੇ ဘေးဒင်းလောက်လိုက်တယ်ညီမကာရိုက်တာဘေးဒင်းလောက်လိုက်တယ်လူတိုင်းကတော့ကာရိုက်တာတစ်ထပ်တည်းမကြနိုင်ဘူးနေနော်ညီမဒီအပြစ်မှာအနေနဲ့စော်ရတယ်အဲမကြိုက်မကြိုက်ကြအောင်ဒဲ့ပြောတတ်တယ်ဟန်သိမ့်မဆောင်တတ်ဘူးပေါ့နော်အဲ့လိုနည်းနည်းခက်တန်တန်ခက်မမာနည်းနည်းနေတတ်တဲ့လူတွေမှာပါတယ်အဲအနီသူစာနဲ့ဆန့်ကျင်ဘက်ပေါ့အနီသူစာကျတော့အရင်အေးလုံးအားကြီးရယ်လူတိုင်းညီမအေးရထင်တာပြင်မညီမမအေးပါဘူးနည်းနည်းစော်ရပါတယ်ဒါပေမဲ့ဒီကေတီဇက်ကောင်မှာကျတော့စွာတာမဟုတ်ဘဲနဲ့ယုံမာတာပေါ့နော်လူတယောက်ကညီမအမြင်ပြောပါတယ်စွာတာနဲ့ယုံမာတယ်ကမတူဘူး လူတိုင်းစွာခွင့်ရှိရယ်အဲခက်ဆွစွာနေလို့ရတယ်မဟုတ်မခံနေလို့ရတယ်ဒါပေမဲ့သူများကိုကိုကကိုကြောင့်မထိခိုက်အောင်ကိုကြောင့်သူများဘဝမပြည့်စည်တော့အောင်လို့ဖို့ကမလို့ဖို့ကအရေးကြီးရယ်လीနော်အဲ့တော့ညီမဒီကားထဲမှာကျတော့သူများပုံရုပ်မာထားတာ ကိုကိုတင်မဟုတ်ပဲနဲ့ကိုမကောင်းဆိုရင်တော့မှသူများလည်းမကောင်းပါစေနဲ့အောင်ဆိုတဲ့မကောင်းတဲ့စိတ်နဲ့လှုပ်တာဖြစ်တဲ့အတွက်ဒီ character တခုလုံးညီမဘေးလောက်လိုက်တယ်။အော်ငါဒီစိတ်တက်မကောင်းပဲအကျင့်တော်မကောင်းနဲ့စိတ်ပုတ်တဲ့မိန်းမပဲဆိုပြီးတော့ညီမအဲ့ဒါကိုခံစားချက်ကိုမှုတွင်းပြီးတော့တရုပ်ဆောင်လိုက်တယ်။အဲ့တော့အများကြီးခက်ခက်ခဲခဲမရှိပဲနဲ့ဒီ character ဘေးတင်ကိုမရိုက်ခင်မှာကြိုးလှုပ်တာဖြစ်တဲ့အတွက်ညီမတော်ကလည်းလွယ်ကူပါတယ်။ အကုန်လုံးကတော့ keep in touch ပေါ့နော်အများနဲ့ keep in touch ဖြစ်နေမှာပဲအဆင်ပြေရဒါပေမဲ့ညီမတို့ဒီဇလန်တွဲတကူတွဲရိုက်တယ်ဆိုရင်လာတော်တော်ကြာပေါ့နော်6လလား9လလား10လလားအရှိကြာတယ်ညီမတို့ဒါအပိုင်းတွေများဖြစ်တဲ့အတွက်အဲ့လိုမျိုးကြာတဲ့အချိန်မှာညီမတို့ဇက်ကားတကားပြန်ထွက်လာဖို့ဆိုတာကလေကိုရိုက်ထားရဲ့ကားပြီးရင်နည်းနည်းစောင့်ရတယ်ပေါ့နော်ဒါညီမတို့ဆိုတနစ်ဖြစ်သွားတယ်တနစ် တနှစ်ပြည့်ကံဒီအချိန်မှာညီမတို့ဒီကားပြန်ထွက်လာတယ်။ထွက်လာတဲ့အချိန်မှာညီမတို့တော်တော်များများကာယံနဲ့မြေတာပြီးွားတဲ့အချိန်မှာတနှစ်လောက်ဟာဝါတော့ခါကျတော့ဘယ်မလာသေးဘူးလားချီကျင်နေပြီမရိုက်တော့ဘူးလားဆိုပြီးပြောတယ်။မင်းတို့မရိုက်တော့တာထက်ညီမတို့ကဇလန်းတွဲတစ်ခုရိုက်တယ်ဆိုအချိန်တော်တော်ပေးလိုက်ရတယ်။ပြီးတော့ညီမတို့ကဒီ MRD4 မှာရိုက်နေတဲ့အချိန်တော်တွင်းတော့ကညီမတို့ဒီအပြင်မှာလည်းမရိုက်ဖြစ်တဲ့အချိန်မှာအပြင်ကားတွေမထွက်လာဘူးယုံကားတွေမထွက်လာဘူး။အဲ့တော့ညီမ CV စီပဲထွက်လာမှာဖြစ်တဲ့အတွက်အခုမှပြန်ကမ်းပတ်ဖြစ်တော့အရင်လည်းရင်ခုန်တယ်ကိုကိုကိုလည်းလေအော် ငါငါအကောင်းဆုံးတော့လှုပ်ထားပေမယ်ငါ့ကိုပရိတ်သတ်တွေလက်ခံပါမလားအစဉ်ပြေပါမလားကြိုက်ပါမလားဆိုတဲ့ဟာမျိုးတော့တန်ရှင်တော့ရှိရပါတော့အခုချိန်ဒီလေအဲ့စိတ်လေးဖြစ်နေပါဟိုပောက်တယ်ဆိုတာထက်မော့အကုန်လုံးကစိတ်ဝင်စားဝါထင်ပါတယ်ဒီဟာလေးကိုလေဟဲ့အရင်တော့အဲဝိတာအနေသူစားအေးအေးလေးပေါ့နော်ဘာလို့ तू ကလုံးဝ ဘာလို့ဒီကားထဲမှာ तू ကဘာလို့ villain လောက်တာလဲပေါ့အဲ့လိုမျိုးစိတ်ဝင်စားကြလို့ထင်ပါတယ် share ကြတယ်ပြောကြတယ်ပြီးညီမကိုချစ်တယ်ညီမရဲ့ဒီမိတ်ဆွေတွေညီမအနာဝန်းကျင်ကအမတွေကိုတွေအကုန်လုံးကဟာစားဟဲ့မုံချင်းစရာကြီးအဲ့လိုမျိုးပေါ့နော်အပြင်မှာညီမကတော့အဲ့လိုအေးအေးဆေးဆေးနေရဲအဲစွာတယ်ဆိုပေမဲ့ညီမတိတ်ပြီးရောအဲလူတကောင်လိုက်ပတ်ရောအဲ့လိုမျိုးမနေတတ်တော့ခါကြတော့အကုန်လုံးဟဲ့မထင်ရဘူးနေအဲ့လိုမျိုးလှုပ်တက်လာတာမထင်ရဘူးလို့ပြောကြရပါတော့ဒါပေမဲ့ညီမတို့ကတော့ဒါ အယန်းကိုဟိုကေတီကိုအစဲခံပြီးတော့အဲဝိတာကိုပြိတက်တွေအချစ်ပေးမယ်လို့မျှော်လင့်တာစိန်ခေါ်ထားတဲ့တရားရခိုင်နှုန်းကိုစိန်ခေါ်ထားတာအမဘာလို့လဲဆိုတော့လူတွေကဇကာတကာလုတ်ရိုက်ပြီးဆိုရင်ဒီအဲ့ဒီတိုင်းပဲသွားတဲ့ဇက်အိမ်မျိုးဆိုတိတ်မကြိုက်ကြအောင်လေနော်လောင်မြိုက်ရမှာလားဘ누구ကပုတ်အောင်မှာလဲဘ누구ကသူ့ကိုယုတ်အောင်မှာလဲဘ누구ကြောင့်ဘာဖြစ်မှာလဲဆိုပြီးတော့တတ်မှတ်ထဲသွားနေတိတ်ကြီးလို့မကောင်းအောင်ဆိုတော့ကိုကဒီဒီမှာကိုကြောင့်မလို့ ကိုကြောင့်မလို့ဒီဇက်ကပို့ပြီးတော့ကြွားဝါမယ်ဆိုရင်ပို့ပြီးတော့ပျော်မှာပေါ့နော်အဲ့လိုမျိုးဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်အဲဘယ်လိုပြောပြချင်လဲဆိုတော့အထွေထူးတော့မပြောပြချင်ပါဘူးပြိတက်တွေအကုန်လုံးကဒီမြူနင်းတို့ထာရဝေဆွဲဇက်ကကိုအခုချိန်မှာအကုန်လုံးအတန်းရှင်းရနေကြတယ်အကုန်လုံးကစိတ်ဝင်စားနေကြတယ်ဘယ်လိုလောင်အောင်မလဲဘယ်လိုလောင်အောင်မလဲဘယ်လိုမျိုးဇက်အိမ်တွေလောင်အောင်မလဲဆိုပြီးမျှော်လင့်နေတဲ့အပေါ်မှာဒီထက်ပိုပြီးတော့မျှော်လင့်ထားတာထက်ကိုလောင်မြန်းရအောင်ပါအဲပြီးွားရင်အဲနေမဟုတ်ဘူးဒီမြူနင်းတို့ထာရဝေမှာပါတဲ့ တရုတ်စာအကုန်လုံးကိုချစ်ပြီးတော့အားပေးကြဖို့ AID ကနေပြောချင်ပါရှင့်